မေလနောက်ဆုံးအပတ်ထဲအမ်ပရန်လမ်းပေါ်ကနေရီကန်တဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီး MPD တာဝါရိုင်ဂုံနာအထိထိတွေ့မှုရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ရခိုင်နဲ့မကွေးကြားကနေရီကန်တိုက်ပွဲနဲ့ဒေသခံအခြေအနေတွေကိုစိုးသူအောင်ကသတင်းပေးပို့ထားပါရယ်ရှင်အနောက်ပိုင်းတိုင်းစစ်ထဏာကျုပ်နဘခအခြေစိုက်တဲ့အမ်းမြုပ်ကို2024ခုနှစ်မှာတိမ့်ပိုက်ပြီးတဲ့နောက်ရခိုင်နယ်မကွေးအစမှာတိုက်ပွဲတွေဖြစ်လာတာပါ အရခတ်တော် AA PI မကွေးနဲ့အရှိုချင်း CDF တို့ပါဝင်တဲ့ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့ဟာငဖဲမျိုးနဲ့တဲမှာရှိတဲ့နေရီကန်လေချောင်းရံကာကွယ်ရေးတပ်ဝင်းချင်းမှာမကြခဏတိုက်ပွဲပြင်းထန်လေးရှိပါတယ်။အခုမေလနောက်ဆုံးအပတ်မှာလဲစစ်တပ်ကဗဒန်းမျိုးကနေနေရီကန်ဘက်ကို တက်ကူပို့စစ်ကြောင်းထိုးတာကြောင့်ထိတွေ့မှုပြန်ဖြစ်နေပြီး MPD တာဝါတိုင်းနာအထိတိုက်ပွဲတွေရောက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။ကိုမန်းလမ်းရံတက်ရင်လည်းတိုက်ပွဲဖြစ်တယ် အဲ့မတိုင်ခင်နှစ်ရက်လောက်ကနှစ်စီးချက်သွားတာဗမ်နှစ်စီးသုံးလေးစီးပေါ့နှစ်စီးမကတော့ဗမ်ဘာမှတော့မဖြစ်ဘူးသူတို့ထားသူဖေးထားတယ်လို့ပေါ့အဲ့လိုလားမသိဘူးနောက်မှတော့အစီ40လောက်ရှိတယ်ဗလန်းနာတာဝါတိုင်းလို့ဟိုဘုံကြီးတို့နားမှာတော့တိုက်ပွဲတွေတော်တော်ဆင်းကျင်ဆန်ဆန်ဖြစ်နေတယ်လို့သူကတော့အချိန်မီမိုးတွေလည်းရမ်းရွာတော့လေတက်ကအခုမိုးရမ်းရွာနေရင်အချိန်နေရမသိရဘူးဖုန်းလိုင်းတွေလည်းတိတ်မကောင်းဘူးဒီကဲနှစ်ရက်လောက်ကနှစ်ရက်သုံးရက်လောက်ကပေါ့ တငယ်ချင်းတွေအားလုံးပြောကြတယ်သူတို့အပယ်ဟိုအပယ်မှာတချို့ကနေတဲ့လူတွေရှိတယ်လေသူတို့ပြောတာအပယ်နေတိုင်းမဲတဲ့ဟို၃နေရောက်ရှိပြီးလဲဇက်တိုက်ပဲတနေကုန်ဖြစ်နေတာ၃နေလောက်ရှိပြီးတဲ့ဒါအပြင်အမ်ပရန်လမ်းပေါ်ကရွာတွေမှာအိမ်ဆောင်ကလွဲလို့နေထိုင်သူတိတ်မရှိတော့ပဲနေကန်စခန်းနာကဘုံဘောရွာမှာလဲအိမ်အတော်များများမီးလောင်ပျက်စီးခဲ့ကြအောင် သူကပြောပါတယ်အခုရက်ပိုင်းတိုက်ပွဲတွေကြောင်းဗစီရွာကနေမိကိုလုံးတွေတက်လာတာကိုမြင်တွေ့ခဲ့ရပြီး အတိမပြုတ်နိုင်သေးတဲ့သတင်းတွေအရရင်းနေရွာနဲ့ကိုဝရွာတွေကဒေသခံဆက်ရောက်ထပ်မနေကိုလည်းစစ်တပ်ကဖမ်းဆီးခဲ့ကြောင်းသိရပါဗျ။ဒါအပြင် အရင်ကကိုကြီးရွာတွေအထိုင်ချတဲ့စစ်တပ်ဟာအခုချိန်မှာတော့ရွာနယ်မလမ်းမကမ်းမှာရှိတဲ့တောရဘုံကြီးကျောင်းမှာပြောင်းလဲတပ်ဆွဲနေက ရွာဆောင်ကြံခဲ့တဲ့သူတွေကိုရက်သူစစ်တင်တန်းတွေပေးပြီးလုံခြုံရေးယူခိုင်းနေကြောင်းသိရပါဗျ။အခုပြောရမယ်ဆိုရင်ကျွန်တော်ကဗရန်တန်တယ်ကိုသူတို့ကကြာမှာဆိုတဲ့အတွက်မလွန်တန်တယ်တရက်တန်တယ် အဲတက်တက်နေသုံးခုပေါ့နော်သူတို့အဲ့မှာဟိုသတိရံပုံစံအတော့အတော့ပြန်လွတ်ထိုးပြီးတော့ထိတ်ဆုပ်လာတဲ့အနေအထားမျိုးကိုတွေ့ရပါတယ်ဒီဗရန်တက်နေနိုင်ရကန်စခန်းနာကြပြီးဗရန်တက်နေတစ်ခုလုံးကြမယ်ဆိုရင်ကျွန်တော်တို့ဒီမကွေးတိုင်းအနောက်ချမ်းကိုအဲကျွန်တော်တို့ဒီအာရခတက်တော်နဲ့ပူပေါင်းတက်ဖွဲ့တွေကလုံးဝထိတ်ဆုပ်နိုင်သွားတဲ့အနေအထားမျိုးဖြစ်သွားမှာအဲဒါကြောင့်သူကဒီဗရန်တက်နေမကြရေးဘူးအသေးအတန်ခုခံနေတယ်လို့ပြောရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်အတူတိုက်ပွဲတွေဖြစ်တိုင်းဗဒန်းချေဆိုင်စုံကုန်းအမြောက်တက်လို့ခေါ်တဲ့ မဆာခ905ကနေလက်နက်ကြီးပစ်ကူပေးလေးရှိကြောင်းဒေသခံတွေကပြောပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်လို့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုမေးမြန်းပေမဲ့လက်သလုံးမဖြေရှားနိုင်သေးကြောင်းသာပြောပါတယ်အာရခတက်တော် AA PI မကွေးနဲ့အရှိုချင်း CDF တို့ပါဝင်တဲ့ပူပေါင်းတပ်တွေဟာနေရီကန်စကန်ကိုပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအခုဒီချိန်မှာတော့စစ်တပ်ကငလင်ကြောင်းအပြစ်ရထားခြင်းထိုးစစ်ဆင်လာတာဖြစ်ပါတယ်ကျွန်တော်စိုးသူအောင်ပါ